သူများအိမ်ရှိကိုသွားကြွေးမိတယ်။သွားကြွေးမိတဲ့အခါကိုကတော့ချစ်လို့ကြွေးတာ။သူတို့ငတ်မှာဆိုလို့ကြွေးတာ။ဒါမဲ့ဒါကကိုယ့်ရဲ့ဆန္ဒလေး။အေးသူများအိမ်ရှိမှာသွားကြွေးရဖြစ်သူများအိမ်ရဲ့ဆန္ဒကြတော့လေ။ကြွေးပြီးတော့ပြန်ထားခဲ့လို့ရှိရင်အမိုက်တွေအကြွက်တွေလာတယ်။တပွဲစိတ်တွေလာတယ်ဆိုသူတို့တွေစိတ်ကိုညွန်ညင်စေရတယ်။ညွန်ညင်ရတယ်။တချို့မချစ်တဲ့လူတွေကပဲဒီလိုလေးလူကြွေးလို့ခွေးတွေကပွားတယ်လို့ပြောတာ။အမှန်မဟုတ်ဘူး။ကြွေးလို့ပွားတာမဟုတ်ဘူး။သားမထိန်လို့ပွားတာ။အဲ့ဒီနောက်ခုနည်းနည်းနားလည်မှုလွဲတယ်။ ဲ့တော့ကျွေးတဲ့လူတွေကလည်းမလုပ်ရမလဲဆိုရင်ကိုကျွေးပြီးသွားရင်ကျွေးပြီးသွားတဲ့ဟာကိုရှင်းသွားရမှာအခုကျွေးတဲ့င်းစားနဲ့ပဲကျွေးကျွေးဘာနဲ့ပဲကျွေးကျွေးပြန်သိမ့်သွားရမယ်အဲ့ဒါဆိုရင် ုပေါင်နှုံးအားက6កောင်ကနေ12កောင်တိရှိရလေအမတကောင်ကိုတားစေးထိုးထားမယ်ဆိုရင်6လမှာတစ်ချိန်ပေါက်တဲ့ဖြစ်တဲ့အတွက်ကြောင့်အမတကောင်တိုင်းတကောင်တိုင်းရဲ့နှုံးသားတွေအများကြီးယော့သွားတာပေါ့အမနာမယာဖူးပွင့်အောင်ပါဒီ2000ဒီ MSAB အဖွဲ့ကိုဘယ်လိုစခဲ့ရလဲဆိုတော့2024အောက်တိုဘာလကအန်ဒီကနေပြီးတော့ဒီ ဟိုခွေးအစိတ်ချရအန်တွေကနေပြီးတော့กินဟိုဟာဖြစ်အောင်ပေါ့เนาะအမအိုအေးမျိုးတားဆက်ချရလောက်ရမယ်ဆိုပြီးတော့ဥဆောင်တို့၅ရောက်ထွက်ခဲ့ပါဆိုပြီး post တင်တဲ့ခါမှာအန်တီကိုအမအိုကဆက်သွဲပြီးတော့ဒီဟိုဒီဖွဲ့လို့စတင်ဖွဲ့စည်းခဲ့ရပေါ့အမအိုး၅ယောက်မှဆိုရင်ဟိုတိဆရာဝန်တွေပါမယ်ဂေယာပိုင်ရှင်အန်တီပါမယ်အမအိုးလိုမျိုးတိချစ်သူတွေပါမယ်အဲနောက်ပြီးတော့ပုံပြောင်းဆရာတွေပါမယ်ပေါ့နော်ဒီဖွဲ့စည်းရအောင်အမအိုးကစစဖွဲ့စည်းခြင်းမှာဒီဟိုလေးချက်ပေါ့နော်လေးချက်နဲ့စတင်ဖွဲ့စည်းခဲ့ပြမချက်ကကြတော့ဒီလမ်းမေးတိလေးတွေကို မျိုးထိန်ဖို့ရယ်ဒုတိယချက်ကကြတော့ဒီအမောင်ကိုမွေးစားတခင်ပေါ့နော်ဒီအခက်ခဲဖြစ်နေတဲ့ကလေးတွေဒီလမ်းမေးခွေးလေးတွေကိုမွေးစားတခင်ရှာပေးဖို့ရယ်ဒီတတိယချက်ကြတော့အမောင်ကြီးအပြေဝအောင်မလုပ်နိုင်သေးဘူးဘာကျဲချိန်နေကြအောင်လူအင်အားကြီးကြအောင်ဒီဟိုကျမကြီးလိုအပ်နေတဲ့ကလေးတွေကိုကျမကြီးစောင့်ရှောက်ပေးဖို့ပေါ့နော်အဲနောက်ဆုံးချက်ကကြောက်အမောဒီပြည်သူလူထုကို awareness ပေးဖို့ရေနောက်ပြီးဟောပြောပွဲလေးလုပ်ပေးဖို့ရေအဲ့ထိသွားကျင်တာပေါ့တခါတော့ရေအမောလောလောဆယ်ရအောင်တနေ့ကိုအကောင့်20ရာနေ80ကျော်လောက်ထိထိုးပေးဘူးရေ အမအောင်စင်ရင်ကောက်ကကောက်ကြည့်ရကြအောင်အမအောင်ကဒီဟိုဟာအဲဂျန်နဝါရီဒီဇင်ဘာဒီဇင် sorry ဒီဇင်ဘာ2024လောက်ကနေစထိုးလာအခုချိန်ထိဆိုရင် ARV ကအကောင်600ကျော်ရှိပြီဒီတားဈေးကလည်းအကောင်600ကျော်ရှိပြီနှစ်ခုပေါင်းအကောင်1300ကျော်လောက်ရှိပြီတားဈေးထိုးရင်ရော့ရော့နေတာပေါ့တကောင်ကိုပေါင်နှုံးအားက6ကောင်ကနေ12ကောင်တိရှိရလေအဲ့တော့တားဈေးထိုးမိခင်အမတကောင်ကိုတားဈေးထိုးထားမယ်ဆိုရင်6လမှာတစ်ချိန်ပေါက်တဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီ အမတကောင်ကို6ကောင်ကနေပြီးတော့ဆက်နှက်ကောင်ထိပေါက်ပေါက်နှုံးရှိတာဖြစ်တဲ့အတွက်ကြောင့်အမတကောင်တိုင်းတကောင်တိုင်းရဲ့နှုံးသားတွေအများကြီးလျော့သွားတာပေါ့ဟုတ်အမတို့ဆိုရင်အမတို့ဖွဲ့ဆိုရင်အကောင်600ကျော်ထိုးပြီးပြီဆိုတော့အမတကောင်ကိုထားပါအောင်4ကောင်ပဲပေါက်နှုံးပဲထားလိုက်အဲဆိုရင်အကောင်100မှာအကောင်400အမကရှော့ချပြီးသားဖြစ်တယ်အကောင်600ကျော်ဖြစ်သွားရဲဆိုရင်အမတို့က1024 2400ကျော်ဟုတ်မတို့သားရင်သားတွေအများကြီးပေါက်လာပါလေ ဒါတွေအများကြီးပေါက်လာရင်ချစ်တဲ့လူကချစ်တဲ့လူကကျွေးနိုင်ပေမဲ့မချစ်တဲ့လူတွေရဲ့ရံပြုတ်မှုတွေကိုအများကြီးခံရမယ်နောက်ပြီးတော့တားပေါက်တယ်ဆိုရင်တားတဲ့မိခင်တွေကတားစိတ်နဲ့သူ့တားသမီးကိုရန်ရှာမှာဆိုလို့အဲကိုက်တာတို့ကြိုတင်ကိုက်လိုက်တာတို့နောက်ကနေဝင်ဆွဲတာတို့ဒါမျိုးတွေဖြစ်တဲ့အခါကျရင်တားတဲ့အမေကိုလူတော်တော်များများနားလည်မှုမပေးဘူးလေအဲ့ခါကျတော့တပ်ပစ်တာတို့ဟလာဒီကလေးတွေကိုအဝေးတနေရာမှာမိခင်နဲ့ခွဲပြီးလှုပ်ပစ်တာတို့မိခင်ရောကလေးရောသွားလှုပ်ပစ်တာတို့ဒါမျိုး တွေအများကြီးရှိရကြတော့လူသားတွေအတွက်လည်းအကူတို့ဖြစ်တယ်တလိဆန်လေးတွေအတွက်လည်းသူတို့မှာအာချေဘွားအကူတို့ကြောင့်ဝကြွေးပါလာလို့တာသူတို့တလိဆန်ဖြစ်ရတယ်ဒီဘွားမှာလည်းမအေးတကွဲဖေးတကွဲနဲ့အလွတ်ပြစ်ခံရတယ်နော်အဲအဲ့ခါကျတော့ဘဒုဘဒုအတွက်မှမကောင်းဘူးလေအဲ့တော့ကြိုတင်ကာကွယ်တဲ့အနေနဲ့တားထိန်ထားတာအဆင်ပြေဆုံးပါပဲ ဟိုလမ်းမေးမှာပေါက်တဲ့ကျွေးမဲ့လူကရှိတဲ့ခါရှိမယ်မရှိတဲ့ခါမရှိဘူးနေဖို့အိမ်လည်းမရှိဘူးမိုးရွာစီရောက်လို့ရှိရင်ငုတ်တုတ်ကလေးတွေထိုင်နေမယ်သူတို့ဘဝအယံတနာဖို့ကောင်းတယ်အခုတိုက်တယ်ဆောက်လိုက်တဲ့အတွက်ကြောင့်ပိုဆိုးသွားတာပေါ့နော်တချို့တွေဆိုရင်နေစရာမရှိဘူးကွတိုက်တယ်ရဲ့ရှိမငုတ်တုတ်လေးတွေထိုင်ပြီးတော့မိုးရွာကြီးထဲမှာနေကြရတယ်ဒီဘဝတွေကလည်းအဲတားတွေမပေါက်တော့ဘူးဆိုဒီဘဝတွေမှာသူတို့ဒီဝကျွေးတွေကကင်းဝေးသွားတာပေါ့ မြင်ရတာချစ်တဲ့လူအတွက်ကတော့စိတ်ဆင်းရဲရတာပေါ့နော်။အော်မချစ်တဲ့လူအတွက်ကြတော့လေဒီကလေးတွေအများကြီးရှိတာကိုသူတို့ကြည်ပြီးတော့အော်သူတို့ကြောက်တာပါမယ်မဖြတ်ရဲတာပါမယ်နောက်ပြီးတော့ယွန်းတာပါမယ်ပေါ့နော်။အဲ့တော့ဘယ်ဘက်ကမှဒီလမ်းမေးကလေးပွားတာကတော့မကောင်းပါဘူး။ ဒီလမ်းဘေးကလေးတွေကိုယော်နေအောင်လှုပ်စေချင်တာအန်တီတို့ကလမ်းဘေးကလေးတွေများခြင်းအားဖြင့်ပတ်ဝန်းကျင်တွေလည်းမကောင်းဘူးကိုတွေလည်းတာဝန်တွေအရင် heavy ဖြစ်တယ်ဟိုကိုတွေလည်းနင်းငံမစောင့်ရှောက်နိုင်ဘူးကိုကချစ်တာတစ်ခုပဲရှိရလေသူတို့ရဲ့နေရေးထိုင်ရေးတွေရှိတယ်လေသူတို့အမိုးကမပေးနိုင်ဘူးအိမ်မပေးနိုင်ဘူးအဲ့လိုအခါကျတော့သူတို့တွေကလည်းမကောင်းဘူးလေအဲ့ခါကျတော့ယော်နေတဲ့ယော်နေတာဟာသူတို့လေးတွေအတွက်လည်းကောင်းတယ်ပတ်ဝန်းကျင်တွေလည်းကောင်းတယ်မချစ်တဲ့လူတွေအတွက်လည်းကောင်းတယ်ချစ်တဲ့လူတွေလည်းတော့ကမရောက်တော့ အဲ့တော့ညှော်နေတာအကောင်းဆုံးပဲဖြစ်နိုင်ရင်ကိုတောင်ဝင်ယူနိုင်တဲ့ခွေးလောက်ပဲမွေးရတာကောင်းတယ်။နောက်တစ်ခုကအိမ်မှာမွေးထားတဲ့ခွေးပိုင်ရှင်တွေမှာလည်းလိုက်နာရမယ့်စီကံလေးတွေကိုတကယ်တမ်းကျင့်သုံးမယ်ဆိုလို့ရှင်တိမချစ်တဲ့သူတွေကလည်းဒီလောက်ထိကလေးတွေပေါ်မှာအာယုံဆိုင်မှာမဟုတ်ဘူးလေနော်။အဲ့ဒါဘာလဲဆိုအန်ဒီပြောပြမယ်။နိုင်ငံသားမှာဆိုရင်ခွေးတွေကိုကြောင်းတော်မယ်ဟေ့ဆိုရင် အာကြွကြွပါတယ်တင်းစာပါတယ်သူတို့ပါသွားတဲ့ချီးတွေကိုအမြဲတမ်းအမစင်လေးတွေကိုကြွကြွထဲထည့်ထည့်ပြီးတော့ချီးချီးပြီးတော့မှမိုက်ပုံးတွေကိုထည့်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျိုးပါတယ်ကြောင်းတဲ့ခါမှလေကျိုးပါတယ် ။ဗမာပြည်မှာကြတော့ဒီ knowledge ကတိတ်မရှိသေးဘူးတမီးရော။တချစ်သူတွေကလမ်းမေးရကလေးလေးတွေကိုကျွေးလိုက်တာဟာတို့တို့တက်တောင်းဝင်ပြီးသွားတယ်လို့အောင်းမိတာအမှန်မပြီးဘူး။သူများအိမ်ရှိကိုသွားကျွေးမိတယ်။သွားကျွေးမိတဲ့အခါကိုကတော့ချစ်လို့ကျွေးတာ။တို့ငတ်မှာဆိုလို့ကျွေးတာ။ဒါပေမဲ့ဒါကကိုယ့်ရဲ့ဆန္ဒလေ။ကိုရဲ့ဆန္ဒအဲ့ဒီအိမ်ရှင်ရဲ့အိမ်အိမ်သူများအိမ်ရှင်မှာတွားကျွေးရဖြစ်သူများအိမ်ရဲ့ဆန္ဒကြတော့လေကျွေးပြီးတော့ပြန်ထားခဲ့လို့ရှိရင်အမိုက်တွေအကျွတ်တွေလာတယ် ပွဲစိတ်တွေလာတယ်ဆိုသူတို့အတွက်စိတ်ကိုညွန်ညင်စေရတယ်ညွန်ညင်ရတချို့မချစ်တဲ့လူတွေကပဲဒီလိုလေးလူကျွေးလို့ခွေးတွေကပွားတယ်လို့ပြောတာအမှန်မဟုတ်ဘူးကျွေးလို့ပွားတာမဟုတ်ဘူးတားမထိန်လို့ပွားတာအဲ့နှစ်ခုနည်းနည်းနားနားလည်မှုလွဲတယ်အဲ့တော့ကျွေးတဲ့လူတွေကလည်းမလုပ်ရမလဲဆိုရင်ကိုကျွေးပြီးွားရင်ကျွေးပြီးသွားတဲ့ဟာကိုရှင်းသွားရမှာဟုတ်ကျွေး သတင်းစာနဲ့ပဲကြွေးကြွေးဘာနဲ့ပဲကြွေးကြွေးပြန်သိမ်းသွားရမယ်အဲ့ဒါဆိုရင်သူများအတွက်ကိုအတော့ရှက်မဖြစ်စေဘူးမဖြစ်စေဘူးဆိုဒီလမ်းမပြလိုက်ကြွေးတာတွေနဲ့ပတ်သက်လို့သူများညုံညင်ခြင်းကိုနည်းနည်းခံရခြင်းကဆယ်ဆယ်ယောက်ခံရမယ့်နေရာမှာတယောက်လောက်ပဲခံရမှာပေါ့နော်အခုကျတော့ဆယ်ယောက်ကစရောက်စလုံးကမကြိုက်ကြဘူးပေါ့ဒါဒီအနီတို့ကိုနိုင်တဲ့အရင်တော့ဆိုလမ်းမေးမှာကျွေးလာတာပဲလေအမေဂေကအလုတ်တစ်ဖက်နဲ့ဆိုတော့မအားလို့မကျွေးနိုင်တော့တာပေါ့နော်အဲ့တော့ဒါလေးတွေလည်းလိုက်နာတင်တာပေါ့လမ်းမေးမှာ ကျွေးတာငါကျွေးတာပဲသူများကိုကျွေးပါမှန်ပါတယ်ကျွေးတာကုသိုလ်ရပါမယ်အဲ့ကျွေးတဲ့ပုံမှာသူများဟိုအနောက်ရှက်မဖြစ်တဲ့နီးလေးနဲ့ကျွေးမယ်ဆိုရင်ကိုယ်ကလေးတွေကိုကကွယ်ရရောက်တယ်မဟုတ်ရင်ဒီကလေးတွေရှိလို့ဒါတို့ကကျွေးတာဆိုစီပင်အကြောင်းကြားရစိတ်ချလိုက်နောက်တကြိမ်အခွေတွေမရှိတော့ဘူးအဲ့လိုမျိုးလေကြာကိုကသူတို့ချစ်ရမရဘူးနှစ်ရရောက်တာပေါ့နော်အဲ့တော့လမ်းမင်းမှာထမင်းလိုက်ကျွေးတဲ့လူတွေကလည်းဒါလေးတွေရှောင်ကျင်တင့်တာပေါ့တကယ်တမ်းလဲဟိုတာဝန်တာဝန်မရှိသလိုတာဝန်လည်းရှိတယ် ဟိုတောင်းဝင်မရှိဘူးဆိုတာကသူကလမ်းဘေးမှာအလေးကျပောက်တာဖြစ်တဲ့အတွက်ကြောင့်ဆိုင်တော့မဆိုင်ဘောเนาะသူကကြွေးယုံမဲ့ကြွေးတာဖြစ်တဲ့အတွက်ကြောင့်ကိုမယူချင်ဘူးဆိုလဲတောင်းဝင်မယူလို့ရဒါပေမဲ့တောင်းဝင်မယူတော့ဘူးရေဆိုရင်တစ်ဖက်ကသာတက်ပလိုက်မှာပဲအဲအဲ့လိုမျိုးလေးကိုခန္ဓာရင်ရှိရဆိုတော့လုံးပေါ့ခန္ဓာရင်မရှိဘူးဒါငါတို့ကြွေးထားတဲ့ခလေးငါတို့မှတန်ရုံးစင်ရှိရဆိုတော့လေဒီဟာကိုဟို မချစ်တဲ့လူအကြိုက်ခံတဲ့လူကအန္တရာယ်ပြုလာမှာကိုစိုးရိမ်နေဆိုရင်တော့တာဝန်ယူပေးသင့်တယ်။အသားစိတ်ကြောင့်လည်းကြိုက်တာရှိတယ်။အဲတချို့ကြတော့လည်းဟိုနာကြီးမှုပေါ့နော်။သူ့တာသမီးကိုကားကားတိုက်သွားတယ်ဆိုက်ကယ်ကြိုက်တိုက်သွားတယ်ဆိုအဲ့ဆိုက်ကယ်တွေအဲ့ကားတွေလိုက်ပြီးဟောင်းတာရှိတယ်။ အဲသူ့ကိုဂဲနဲ့ပေါက်ထားရင်အဲဂဲနဲ့ပေါက်တဲ့လူလိုက်ကြိုက်တာရှိတယ်အဲခွင်းမှလည်းသူ့နာကြီးချက်နဲ့ရှိတဲ့ခါကျတော့ဒါလေးတွေကိုကိုကျွေးမွေးနေတဲ့ကလေးလေးတွေကိုသူများအန်ရယ်ပြုတ်မှကြောက်တယ်ဆိုရင်လည်းတတ်တတ်နိုင်တွေပေါ့နော်မျက်စိတောက်ထောက်လေးကြည့်ပြီးတော့တာဝန်ယူပေးစေချင်တာပေါ့ယူရမယ်လို့တော့မဟုတ်ဘူးလေယူပေးစေချင်တာပေါ့နော်ဒါလေးတွေကိုတလေးဆန်ချစ်သူတွေအန်ဒီတို့ကပြောပြောချင်တာပေါ့ဒါမှလည်းကိုချစ်တဲ့ကလေးလေးတွေအသက်အန်ရယ်ကင်းဝေးရမှာလေမောင်ဖွဲ့အနေနဲ့ကဒီဟိုပါ ဒီအမောက်ဖွဲ့ကြီးပဲဟိုခေါ်အောင်မဟုတ်ဖဲနဲ့ဒီ ဒီတစ်ချက်တဲ့လူတွေပေါ့နော်တပိုင်းတနိုင်ကျွေးမွေးနေတဲ့လူတွေကလည်းသူ့ပအဝင်ချင်းမှာသူ့ဘာသူ့သားထိန်နိုင်ရေတောင်ကာကွယ်စစ်ထိုးရယ်လှုပ်ပေးတင်တယ်အဲ့ဆိုအမောလာခေါ်တဲ့လူအများကြီးမောင်းနေရာတိုင်းမသွားပေးနိုင်ဘူးဒီရန်ကုန်တိုင်းတစ်ခုလုံးနေမို့အမောကတနိုင်ငံလုံးလှုပ်ပေးချင်တာဒါပေမဲ့လည်းရန်ကုန်တိုင်းထဲကတော့မထွက်နိုင်သေးဘူးဆိုတော့လေအဲ့ကိုနေရာမှာကိုလှုပ်ပေးမယ်အမောတကယ်လို့အကူအညီလိုအပ်တဲ့အခါမှာအမောဒီအကြံဉာဏ်ပေးရထောက်ပံ့ပေးရလိုအပ်တဲ့အခါမှာအမောဆက်သွဲမယ်အဲ့ဆိုတော့ပို့ပြီးခရီးရောက်မှာပေါ့နော်နောက်ပြီးအမောဖွဲ့လေးကလည်းဒီတရားဝင်လိုင်စင်ကြအောင်လဲစူးစမ်းနေရဖြစ်တဲ့အတွက်ပေါ့နော်နောက်ပိုင်းဆိုတော့ဒီထက်ပို့ပြီးလုံနိုင်အောင် ဒီ plan တွေကိုကြိုးစားဆွဲထားပါတယ်ဟုတ်ကဲ့။ကလေးတွေကတဖြည်းဖြည်းနဲ့သူတားထိုင်းတားထိုင်းနဲ့ short ရော့ဖို့အတွက်လှုပ်ဖို့အတွက်ဒါတယောက်တည်းအားနဲ့လည်းမရအောင်အန်ဒီတို့တစ်ဖွဲ့တည်းအားနဲ့လည်းမရအောင်လူတို့လည်းပါမယ်။လူလူပဲပါမယ်ချစ်တဲ့လူလည်းပါမယ်မုန်းတဲ့လူလည်းပါမယ်အဲ့တော့မှယော်နေသွားမှာအဲ့တော့ကျွေးတဲ့လူကလည်းစီကန်းရှိရှိလေးကျွေးစေခြင်းနဲ့ရှိနေတဲ့အသက်ရှိတဲ့အချိန်မှာစီကန်းရှိရှိလေးကျွေးစေခြင်းနဲ့အာဟိုမချစ်တဲ့လူကလည်းဟို မချစ်တဲ့လျောက်မရှိစေချင်ဘူးဆိုရင်တက်နိုင်တဲ့ဘက်ကဒီအဖွဲ့စည်းလေးတွေကိုပါဝင်ပြီးလှူဒန်းပြီးတော့ညှော်နေတော့ဟိုပံ့ပိုးပေးစေချင်တာပေါ့နော်